ယူကရိန်းကစစ်ဆင်ရေးမှာရည်မှန်းချက်တွေအောင်မြင်နေတယ်လို့ရုရှားသမ္မတပြောရုရှားသမ္မတပူတင်ကသူ့နိုင်ငံရဲ့ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ရန်မှာပံ့ပိုးကူညီမှုတွေအတွက်သူ့ရဲ့စစ်သားတွေကိုကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါတယ်။တနင်္ဂနွေနေ့ကကရမနီနန်တို့မှနိုင်ငံရဲ့ Defender of the Fatherland အထိမ်းအမှတ်အခမ်းအနားတစ်ခုတွင်ရုရှားသမ္မတပူတင်ကမိန့်ခွန်းပြောကြားခဲ့ပါတယ်။ ယူကရိန်းမှာတိုက်ပွဲဝင်ခဲ့ကြတဲ့စစ်သားတွေကိုသမ္မတကကျေးဇူးတင်ကြောင်းရုရှားသမ္မတပူတင်က ပြောပါတယ်။နိုင်ငံအနေနဲ့သူတို့အတွက်ဂုဏ်ယူပါကြောင်းနဲ့သူတို့ရဲ့အဖနိုင်ငံတော်ကာကွယ်ရေးအတွက်ဆောင်ရွက်ခဲ့ကြတယ်လို့ရုရှားသမ္မတပူတင်ကပြောပါတယ်။ရုရှားသမ္မတပူတင်ဟာအဲ့ဒီနေ့မှာပဲ PTE သတင်းစကားကိုထုတ်ပြန်ခဲ့ပါတယ်။ရုရှားသမ္မတပူတင်ကဒီနေ့ခင်မကဘာကြီးဟာလေမြန်စွာပြောင်းနိုင်နေတာကြောင့်စစ်တပ်အကောင်ကြီးနဲ့ဖို့ပြိုးတုတ်တဲ့ရဲ့အတွက် ကျွန်တော်တို့ရဲ့မဟာဗျူဟာမြောက်လန်းစင်ဟာမပြောင်းမလဲရှိသေးတယ်။ကြီးတက်တဲ့ရေတက်ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုဆက်လက်တည်ဆောက်သွားမှာပါလို့လည်းပြောကြားခဲ့ပါတယ်။ရုရှားတမရပူတင်ကယနေ့ကျွန်တော်တို့ရဲ့ပထမဦးစားပေးကတော့အထူးစစ်စင်ရေးမှာတိုက်ခိုက်နေတဲ့တပ်ဖွဲ့ဝင်တွေကိုသူတို့လိုအပ်တဲ့အထောက်အပံ့ပစ္စည်းတွေနဲ့လက်နက်ကိရိယာတွေကို ထောက်ပံ့ရေးပဲဖြစ်တယ်လို့သူကဖြည့်ဆွတ်ပြောဆိုခဲ့ပါတယ်။ ရုရှားနဲ့ယူကရိန်းနိုင်ငံကြားဆက်ပွဲဖြစ်ပွားမှုဟာသုံးနှစ်ကျော်လာတဲ့အချိန်မှာပြစ်ခတ်ရစေးရယူနိုင်ခြင်းမရှိသေးဘဲတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ရုရှားဟာယူကရိန်းပိုင်တဲ့ဒေသလေးခုကိုလက်ရှိအချိန်မှာသိမ်းယူထားဆဲဖြစ်ပြီးအခြားတစ်ဖက်မှာလည်းပြစ်ခတ်ရစေးရယူနိုင်ဖို့လမ်းကြောင်းဖွင့်ထားတယ်လို့ပြောပါတယ်။ရုရှားဟာအပြစ်ခက်ရစေးရယူနိုင်အောင်ကြိုးပမ်းနေတယ်လို့အခြားတစ်ဘက်မှလည်းယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ဆက်လက်ဆွေးနွေးနေစေဖြစ်တယ်လို့သိရပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။